ဟယ်လိုမင်္ဂလာပါအားလုံးပဲကျမပြောရှင်ကြပါစေဒီနေ့စုနေတူတူ Vinhong Grand Park ကိုတွားလေ့လာကြည့်ရအောင်နော်သူ့ရဲ့တည်နေရာကအရင်တုန်းကဆိုလို့ရှိရင် Ho Chi Minh မြို့ရဲ့ District 9ထဲမှာပါဝင်တာဖြစ်ပြီးတော့အခုနောက်ပိုင်းမှာက District 2 District 9နဲ့ Tutat District 3ခုကိုပေါင်းပြီးတော့ Tutat City လို့ခေါ်တဲ့မြို့တစ်တခုအဖြစ်သတ်မှတ်လိုက်ပြီးတော့ Ho Chi Minh City အောက်မှာ Set City တခုအနေနဲ့ရှိနေတာဖြစ်ပါတယ်ရှင် ဗီယက်နမ်နာမည်ဖြစ်နေတာမို့လို့တူတက်စီတီဆိုတဲ့အတန်ထွက်မှာခင်ခွင့်လွှတ်ပေးပါအောင်နော်မြို့ရဲ District 1ကနေပြီးတော့တဆင့်ထဲနဲ့တန်းရောက်တဲ့ bus ကားတွေလည်းပြေးဆွဲလျက်ရှိပါတယ်မြို့ရဲ District 1ကနေ bus ကားစီးမဲ့ဆိုလို့ရှိရင်တနအီခွဲလောက်စီးရင်ရောက်တဲ့အကွာအဝေးမှာတည်ရှိရဖြစ်ပါတယ်ရှင် ဖင်ဟွန်ဂရန်ပတ်ရဲ့အခြေအဝင်က282ဟက်တာ28ဒိတ်2000မီတာစကွဲဝန်းကျင်ကျေဝန်းတာဖြစ်ပါရရှင်25ဓာတ်ကနေ39ဓာတ်အထိအမြင့်ရှိတဲ့ high rise building ပေါင်းအလုံး80ဝန်းကျင် low rise building ပေါင်းက1600ဝန်းကျင်ရှိနေပြီးတော့အခုထိလည်းဆက်လက်တိုးချဲ့ဆောက်လုပ်နေဆဲဖြစ်ပါရရှင်မရောက်ခင်မှာကားစီးလာရင်လည်းစုတွဲမိတာမြို့ထဲနဲ့ဝေတော့တွားရေးလာရေးခက်ခဲမလား ဝဲဖို့ခြံဖို့ဆိုလို့ရှိရင်အဝေးကြီးကိုပြန်ပြီးတော့သွားရမလားဆိုင်ကယ်မရှိတဲ့သူတွေအတွက်တနေဟာနေတနေဟာအသွားအလာခက်ခဲမလားဆိုရဲတွေးတွေးလာခဲ့မိပါတယ်ဆုတ်ကယ်ရောက်သွားတဲ့အချိန်မှာတော့သူကအောင်းရင်ဝမ်းအဖန်အနေနဲ့တိစောက်ထားတာဖြစ်တဲ့အတွက်ဖင်ကွန်မီကမော်ဖင်စကူဖင်မက်အင်တာနေရှင်နယ်ဟော့စပီတယ်ရဲ့အပြင်36ဟက်တာအကျယ်အဝန်းရှိတဲ့ကွန်ဗီယန်ဂရန်ပတ်အားကစားကွင်းကိုပါထည့်သွင်းတိစောက်ပေးထားတာတွေ့ရပါတယ်ရှင် convenience story အနေနဲ့ဆိုလို့ရှိရင်လည်းဖင်မက်ဝင်းမက်ဘတ်ဝါဆန်စာကယ်ကင်းဖူရိုအပြင်အခြား တိုလီထွာလီဆိုင်လေးပေါင်းများစွာတွေ့ရပါတယ်ရှင်။ Lotteria လို့ Bracktor လို့စတဲ့စားတောက်ဆိုင်တွေအပြင်အခြား restaurant ပေါင်းများစွာနဲ့ coffee ဆိုင်များစွာလည်းရှိနေပါသေးတယ်ရှင်။ဒီ Vinhome Grand Pass ထဲကိုရောက်တဲ့ bus car တွေရှိတဲ့အပြင် shuttle bus service ပါရှိနေတာမို့လို့ cycle မရှိသူတွေအဆင်ပြေပါမလားဆိုတဲ့အတွေ့အကြုံလည်းပျောက်သွားပါတယ်။ဒါအပြင်ဝင်ထဲမှာရှိတဲ့ shuttle bus service ကလည်းအခမဲ့ပါရှင်။ bus stop လေးတွေလုပ်ပေးထားပြီးတော့တစ်စီးတစ်စီးကလည်း15မိနစ်ခြားတစ်ခါလောက်ထွက်ပြီးတော့ပတ်ပေးနေရလို့သိရတဲ့အတွက်အကြာကြီးလဲစောင့်စရာမလိုပဲနဲ့ဒီ ီဝင်းထဲမှာသွားရလိုက်ရအတော်အဆင်ပြေတာကိုတွေ့ခဲ့ရပါတယ်။ဒီအိမ်ယာဝင်းကမြို့ရဲနဲ့အလံဝေးပင်မဲ့အိမ်ယာဝင်းထဲမှာပဲ shopping mall တွေ convenience store တွေစေယုံစေခန်းကျောင်းစောက်ဆိုင်တွေနဲ့ကလေးတွေအတွက်အကစားကွင်းမှာရှိနေသေးတဲ့သွားရလိုက်ခက်ခဲမလားဝယ်ဖို့ချမ်းဖို့အဝေးကိုပြန်သွားရမလားဆိုတဲ့အတွေ့အလဲပျောက်သွားခဲ့ပါတယ်။ sport and recreation area တွေအနေနဲ့ရေကူးကန်ချင်း tennis ကွင်း basketball ကွင်း badminton ကွင်းတွေအပြင်ယောဂ and fitness zone တွေပါပြုလုပ်ပေးထားတာလည်းတွေ့ခဲ့ရပါတယ်။ ရှင်အဲ့ဒီအရာတွေကိုအသုံးပြုဖို့အတွက်လည်း charges ကိုထပ်ပေးစရာမလိုပါဘူးရှင်ဒါပေမဲ့လည်း management fee ကတော့1 meter square ကိုဘလောက်ဆိုပြီးတော့အခန်းအကျယ်ဝန်းလိုက်ပေးဆောင်ရမှာဖြစ်တဲ့အတွက်ခန်းမှန်းစီအဖြစ်တခန်းကို9သိန်းဝန်းကျင်နဲ့အထက်ပေးဆောင်ရတယ်လို့ကြားသိခဲ့ရပါတယ်ရှင် စုအမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုချီမင်းမာကချင်း membership charges ကတစ်လကို5သိန်းပေးရတာဖြစ်တဲ့အတွက်ဒီမှာက management fee နဲ့ပေါင်းပြီးတော့မှသာ5သိန်းဝန်းကျင်လောက်ဆောင်ရတာဆိုတော့တန်တယ်လို့မြင်မိပါတယ်။အင်ယာဝင်းတဝင်းလုံးမှာက24နာရီ CCTV တွေရှိနေပြီးတော့ face recognize entry တွေလည်းအသုံးပြုထားတဲ့အတွက် security ဘိုင်းလည်းအကောင့်တယ်လို့မြင်မိပါတယ်။ကဲဒါဆိုလို့ရှိရင်တော့နောက်ဆုံးအနေနဲ့ Vinhome Grand Bank မှာစုရိုးနေတင်လားမနေတင်ဘူးလားဆိုတာကိုသုံးသပ်ကြည့်အောင်။အာသချက်တွေအနေနဲ့ကတော့ ဖင်ဟောင်းမှကမြန်မာ community များပါတယ် facility အပြည့်နဲ့ smart ကြကြ lifestyle မှာလည်းနေရပါမယ်အင်္ဂါကအနေနဲ့ကလည်း ကွန်ဒိုဝင်းမလို့ဈေးကြီးနေရမျိုးမဟုတ်ဖဲနဲ့တခြား district တွေကအခန်းနေနဲ့အင်္ဂါကကမတိမ်မင်းအနေထားမှာပဲရှိနေပါတယ်။အဲဒီအနေနဲ့ကတော့မြို့ထဲနဲ့တနားရီခွဲလောက်အကွာအဝေးမှာရှိနေတာဖြစ်တဲ့အတွက်အချိန်ပေးဖို့လိုပါတယ်။မြို့ထဲကိုကိစ္စဝိစတွေရှိလို့ပုံမှန်သွားလာဖို့လိုအပ်နေတဲ့သူအတွက်ဆိုရင်တော့တိတ်အဆင်မပြေတော့ပါဘူး။ပြီးတော့ရုံတက်ရုံစင်နေတိုင်းလုံနေရတဲ့သူတွေအတွက်လည်းဒီတနားရီခွဲလောက်အကွာအဝေးကိုဘတ်စ်ကနေနေစဉ်အသွားပြန်လုပ်ဖို့လည်းအခက်အခဲရှိတော့ပါတယ်။အဲဒီတော့ခြုံပြီးပြောရမယ်ဆိုလို့ရှိရင် ရုံတက်ရုံစင်လို့ဆရာမလို့ဘူးဘဲမှလည်းညများဆဆသွားဖို့မလို့ဘူးရမူချော့ကတော့ရှိတယ်စိတ်ငြိမ်အေးချမ်းပြီးတော့ရှုခင်းကောင်းကောင်းနဲ့ relax ဖြစ်မဲ့ smart ကြက်ကြက် living area တစ်ခုကိုဟိုချီမင်းမြို့မှာပဲရှာနေပါတယ်ဆိုတဲ့သူတွေအတွက်ကတော့ Vin Home ကအသင့်တော်ဆုံးရွေးချယ်မှုဖြစ်မှာပါရှင် Vin Home ကနေအပြန်ပါရှုပ်လို့ဒီ4တစ်စင်းလုံးကောင်းစင်းလုံးလာပြီးတော့စီးလာကဲဒါဆိုအားလုံးပဲကိုနဲ့ကိုင်းကြီးတင်လျော်တဲ့အိမ်လေးတွေကိုလွယ်လွယ်ကူကူမမှန်ကန်ကန်ရွေးချယ်နိုင်ကြပါစေရှင်